ဟယ်လိုမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့သွားတဲ့ခရီးလေးကိုတင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဘလောက်လေးမှာတော့ဂျာတီယိုဖျားကိုသွားတာလေးကိုပြပြချင်ပါတယ်ခင်ဗျာကျွန်တော်တို့သွားမှာတော့ပဲခူးခီးပါခင်ဗျာပဲခူးခီးမှာနေမယ်ကျွန်တော်တို့ဆက်ဆက်မရှိဘဲနဲ့ကျွန်တော်ဂျာတီယိုရောက်ခဲ့ပါတယ်ခင်ဗျာကျွန်တော်သွားရတဲ့နေရာတော့တနေ့နဲ့တနေ့မတူဘူးမတူတဲ့အကြောင်းရင်းလေးကတော့ကျွန်တော်ပဲခူးကိုဖျက်ခဲ့တဲ့နေရာမှာပဲခူးမျိုးလေးကိုမရောက်ဖက်နဲ့ပဲခူးမျိုးရှောင်းလန့်လေးပတ်သွားရတဲ့အတွက်ညောင်ခါရှိကားကြီးကိုခဏလေးတွေ့ရောက်ရှိခဲ့ပါခင်ဗျာအခုမြင်နေရတော့ဂျာတီယိုတောင်တန်းကြီးကိုမြင်နေရတာဖြစ်ပါရေးရေးလေးအခုချိန်မှဆိုရင်ကျွန်တော်တို့ ကမောစခန်းတောင်ကြီးရောက်ရှိခဲ့ပါပြီရောက်ကျွန်တော်ရောက်ရှိခဲ့တဲ့အချိန်မှာပဲကျွန်တော်တို့တောင်တကာဂိမ်းမှာလက်လက်လေးဖြတ်တယ်ပေါ့နော်မဖြတ်ပြီးတော့တောင်တကာစီဖို့ကျွန်တော်လုပ်ပါတယ်အဲမှာတောင်တကာဂိမ်းမှာလည်းလူကအရင်ရှင်းနေဗျငါးလပိုင်းမှာသွားတဲ့အချိန်မှာလည်းအေးလူလူလေးနဲ့အရင်ရှင်းမှာငါးလပိုင်းမှာကျွန်တော်တို့ဒီဘက်နေပြန်တော့မြေပြန်ဒေသမှာတော့ဘူးနေချိန်မှာတောင်ပေါ်ဒေသမှာအေးပါတယ်ခင်ဗျာကျွန်တော်ခုညမဆိုလို့ရှိရင်တော့ကလပ်ဥစုပေါ့နော်ရိတ်တင်းမှာဆိုနေမဲလို့ဖြစ်သွားပါအခုဆိုလို့ရှိရင်ကျွန်တော်တောင်တကာဖို့တက်ပြီးတော့တောင်တကာစားစီပါပြီခင်ဗျာ ျွန်တော်တောင်နေကားစီးကလမ်းတစ်လျှောက်မှာလေကျွန်တော်တို့ဒီတောင်လေလောက်ထိမရောက်ခင်မှာပဲဈေးဆိုင်တန်းလေးတွေလည်းတွေ့ရသေးရပေါ့နော်ဒီရွာလေးအခြေအနေလေးမျိုးမှာပဲတော့ဈေးဆိုင်တန်းလေးတွေနဲ့အေးချမ်းချမ်းတရားနာပြောဝယ်ဒါပေမဲ့အဒီနီယာကတော့နည်းနည်းပူသေးတယ်တောင်လေလောက်ရောက်တော့နားရည်ပါစားပေးလာပြီလို့လေနားရည်ပါစားပေးရတဲ့အေးလူနည်းနည်းအေးလာပြီပေါ့နော်မိပြန်မှာပူတဲ့အချိန်မှာတောင်လေလောက်တော့ရောက်တော့အေးလာပြီပေါ့နော်တောင်လေလောက်ရောက်တော့အေးပါတယ်အရင်ကလည်းပြောပါတယ်ဒီကြီးလေးက ကျွန်တော်တောင်တကားရေးဈေးနှုန်းလေးတွေကတော့ကျွန်တော်တို့အရှိခန်းဆိုရင်9000နောက်ခန်းဆိုရင်9000ပါခင်ဗျာအားလုံးပေါ့အတန်းကတော့6ရောက်6တန်းရှိတယ်ပေါ့နော်6တန်းရှိတာဟိုနောက်တန်းမှာ6တန်းဟိုတန်းကို6ရောက်လုံးနေဆိုတော့66 36ရောက်ကနောက်တန်းမှာထိုင်ရပြီးတော့ကျန်တဲ့4ရောက်လောက်ကတော့ ရှေ့ကမှထိုင်တယ်အလုံးပေါင်းကားတစ်စီးမှပါဝင်လူရောက်40ပေါ့နော်40နဲ့ကားဒရိုက်ဘာကားလိုက်စပေးရလို့ပေါ့ဆို42 43တော့တော့ပါပါတယ်ခင်ဗျကျွန်တော်တို့လမ်းတစ်လျှောက်မှာလဲတောင်းတန်းရေဟိုချီးပြီးတက်ရတဲ့ခန်းချက်လေးရအရင်ပြောဖို့ကောင်းပါတယ်မိသားစုတွေနဲ့အတူတူသွားရတာကြောင့်စိတ်ပန်းစရာလည်းရောက်ပါတယ်ခင်ဗျာ န်းတစ်ချောင်းမှာလည်းအများဆုံးတွေ့ရတော့ဒီတင်းသီးလေးတွေကအရန်ကိုပေါ်တယ်ပေါ့နော်ချက်တီးဟိုမှာတင်းသီးလေးရမ်းပေါ်ပါတယ်ကျွန်တော်ဝိဇ္ဇာတွေကအလိုလိုလေးပကိုးဆိုပြီးစီစဉ်ထားတဲ့အတွက်အင်ကြီးမပါတဲ့အတွက်ကြောင့်လည်းကျွန်တော်ပဲဝိခရရပါသေးတယ်ခင်ဗျာဒီနေ့ဝါမြစ်တွေပေါ်တဲ့အတွက်ကြောင့်လည်းဒီမှာပန်းချီလိမ့်စေးတွေပေါ့နော်လက်ပတ်လေးတွေအရန်ကိုပေါ်တယ်လက်ပတ်တွေကတော့တော်တော်ပေါ့အဲ့ခွေးလေးနဲ့ကောင်းတာလေးတကယ်လေးတည်းအချစ်ဖို့ကောင်းတယ်ကျွန်တော်ကျွန်တော်ညီမလေးနဲ့တင်းစားပြီးစားလိုက်သေးတယ်သူတို့ဒါကျွန်တော်အတော်ပေါ့နော်သူသူသမီးလေးရောကျွန်တော်ညီမလေးအတွက်လည်းဝယ်ပေးနေတာပါဒီမှာကရင်အင်ကြီးလေးတွေလည်းအရန်စုံနေနော် အဲ့မင်းကလေးဝတ်တေရောဒါကတော့အရေငန်းသီးလို့ပြောရခင်ဗျအထဲရလေးချဲလီဆိုရဲဟာလီကိုပါတခိုင်းစားတာခွန်လေးခွာရစားတာဗောနော်အရန်လေးစားလို့ကောင်းပါလေအဝတ်တေရတော့အထဲတွေရတော့အရန်ကိုပုံတယ်ဗောနော်ဒါမှစီးနေနေကြီးရတယ်တကူကတောင်းပေါ်မှာဆိုတော့တောင်းတော့ပြေးရမှာဗောဒါတော့မြင်ရတော့လေမြင်ဝင်နေတယ်ခင်ဗျ ဒါတော့ကျွန်တော်ရဲ့မာတာမီခင်မှာအဝတ်တွေကိုတခုနဲ့လာတဲ့အတွက်ကြောင့်ရင်းမြေနားရောက်ခံပြီးကြာမှာဒီမှာမဦးနားရောက်ခံနေပါပေါ့အမအထေသာလေးမှာအထေဝင်ဝဲနေတာပါအထေလေးတွေကခလေးဝတ်လေးလူကြီးဝတ်လေးစိုက်စုံမျိုးစုံစုံပါတယ်နောက်ကတော့ကျွန်တော်ဖာသာကြီးဝတ်ထုတ်လေးလည်းအရင်ပေါ်ပါတယ်ခင်ဗျာ တို့ရဲ့အဖေကြီးကအဲ့ဒီဒူးကသိမကောင်းတဲ့အတွက်ကြောင့်ရှင်မမိုးတိုက်ရစီရတာမလွယ်ဘူးခင်ဗျမလွယ်တဲ့အတွက်ကြောင့်လည်းရှင်မင်းနဲ့ဖေကနဲ့နေတဲ့တက်ကိုကမှတဲဦးစီရင်တယ်သုံးနှဆောင်တို့ဘောင်းကြတော့ဟိုအောက်ကိုတော်တော်ဆင်းရခက်ခဲတယ်ခင်ဗျအာနဘယ်ဒီပီလေးစဲတူးချေမှာကျွန်တော်တို့တက်လိုက်ပါတယ်ပီလေးစဲတူးချေကကျွန်တော်စတဲ့ရောက်ကိုမှအခန့်ဈေးလက်ချူခင်ဗျကျွန်တော်တို့ရာသီချိန်တော့မဟုတ်ဘူးဗျာဒီချိန်မှာအဲ့မှာတော့အေးရကျွန်တော်မိပြန်မှာပူရတိုင်းမဲ့အဲ့မှာရာသီချိန်မဟုတ်ရေမဲ့လေစိတ်ခန့်လိုက်ရအကြောင်းဈေးရတန်းနေတော့၁၀ရောက် ျွန်တော်၁၀ယောက်ခွဲပေါ့နော်၁၀ယောက်ခန့်ဦးမှကျွန်တော်တို့9ယောက်တစ်ခန်း3ယောက်တစ်ခန်းကျွန်တော်တေးရပါတယ်အလုံးနှခန်းပေါင်းမှာ9000နည်းနဲ့ဈေးလည်းချိုးပါတယ်ဈေးလည်းတက်ပါတယ် ဒါကတော့ရွှေသင်္ကန်းကပ်ဖို့เนาะရွှေသင်္ကန်းဟိုငါးထွေးပါတယ်ငါးဆိုင်ပါတယ်တထွေးကိုတပေါင်းတပေါင်းပေါ့เนาะဒီရမှာပဲဝယ်လိုက်ပါတယ်ကျွန်တော်တို့ဘကူးလိုမစီစဉ်ထားရဲ့အတွက်ကြောင့်လည်းကျွန်တော်ရွှေသင်္ကန်းကြီးဝယ်ဖို့လည်းမိပါပါတယ်ရွှေသင်္ကန်းကိုဒီတောင်ပိုင်းမှာဝယ်လိုက်ပါလို့လည်းခင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့ဒူကြီးတောင်ရွှေသင်္ကန်းကပ်နေဖြစ်ပါတယ် ောင်းနေမုံမာလေးကျွန်တော်ချစ်သူပါခွေမြေဝလေးချီနေသူရဲ့ပြောင်းရင်ခေါင်းလေးပဲမရှိရင်လုံးမမီနိုင်နေနေဝေးချေစီသောကနာလမ်းဘေးမှာသူလက်ထွက်ဆောင်လေးကြမင်း ခုဆိုရင်ကျွန်တော်တို့အဖွဲ့ကြီးပေါ့နော်ဖေးကြီးရယ်မေကြီးရယ်တို့ကတော့မလျှောက်နိုင်တဲ့အတွက်ကြောင့်အခမ်းအနနေခဲ့ပြီးကျွန်တော်တို့အဖွဲ့ကျွန်တော်တို့၈ယောက်ကတော့ကြီးကံပါတ်ကိုဆင်းဖို့လုပ်ပါတယ်ကြီးကံပါတ်ကိုဆင်းမယ်လမ်းတစ်ယောက်မာလေးစိုင်းတန်းလေးနဲ့တွေ့ရမှာပါခင်ဗျာကြေကျော်ဆက်သွားလိုက်ကြအောင် နော်ရိုးလီတုံးရဲ့အဲ့ဒီနေရာလေတတော်နည်းနည်းမှတ်တယ်ပေါ့နော်မှတ်တော့လူကြီးကြီးတောင်းတောင်းစင်းမို့တက်ဖို့မလွယ်ဘူးနေရာအဲ့ကြောင့်ကျွန်တော်အတော်နောက်ဆုံးမှအမအဲ့ဒီအပြားနဲ့အဲ့ဒါတွေကကျွန်တော်ဦးလေးနဲ့ဦးလေးနဲ့အတော်နဲ့ပေါ့နော်အဲ့ဒီတွေကျွန်တော်တော့ဒူးမကောင်းတော့သူအောင်မဖြစ်ဖြစ်ရင်းစေးနေရရဲ့ဟာဦးတွေ့ရပါလေခင်ဗျာ န်တော်အကြီးကန်းပတ်ဆက်ဆင်းနေလာတခြားမှာလေအဲချင်းအမထိုင်ကုန်အနီလေးတဲ့ကိုဓာလီထဲလိုမျိုးခြေရိုးဓာလီတွေလွယ်ကလေးတွေဆေးမြစ်တွေဆေးဖူးတွေပစံအိတ်ကလေးလက်ပတ်ကလေးတွေဖျားစေဒီလေးတွေကျွန်တော်တခြားလုံးတရားပါလေတမင်းဟင်ရောက်တဲ့ဆိုင်တွေမှာတွေ့ရပါဘောနော်အားရအကုန်လုံးကိုကျွန်တော်အားတွေဖြတ်ပြီးရောက်မှာကြီးကန်းပတ်ဆက်ကိုရောက်တာပါခင်ဗျာကြီးကန်းပတ်ဆက်ရောက်တဲ့ခါမှာမရမိလိမ့်ဘူးခင်ဗျာ ဒီမှာဆိုရင်ကားလေးတွေလည်းတကယ်ကိုကျွန်တော်လေးစားတယ်ခင်ဗျာလေးစားတဲ့အကြောင်းရင်းဒီဝါးတွေနဲ့ဝယ်ကိုပုံစံမျိုးစုံလုံနိုင်တယ်တသားတွေဝါးတွေနဲ့ပုံစံမျိုးလုံဆိုင်လုံနိုင်တယ်ခင်ဗျာအဲ့ဒါကတော့ချိန်ကမဆက်ကိုစင်းတဲ့တစ်ဖက်လမ်းပေါ့ဒါနဲ့ねဝေးရကျွန်တော်တို့ကတော့ဖက်လမ်းနဲ့တွားလိုက်တာပေါ့ရွှေအေးကလေးတွေအမှန်တော့ကျွန်တော်မျိုးစုံတွေ့ရတယ်ခင်ဗျာတတိယဓာလီကလေးဘွားလို့ဆိုရင်တော့အရင်ကိုလိုချင်စရာလေးပေါ့ခင်ဗျာနောက်မှာတော့ဖာသာရဲ့ဖျားရခိုးနေအောင်ဖျားဖူးနေပေါ့ ဲ့ဒီမှာလည်းသူညီမနဲ့ရောဖြစ်ဖြစ်ခင်ပေါ့တယောက်လည်းလေတယောက်ဆွဲပြီးတော့အမအမအစင်းနိုင်ကိုညီမတွဲခေါ်ပြီးတော့အမအဖေကအမဖေတော့ကပစူကအဲ့ဒီကြောက်မှဝဲဝဲပါတယ်အဖေအဖေပစူဖေတော့ပစူထည့်တယ်ဝဲပြီးအမေကအမပစူလေးဝဲပစူယူနေတာမုံမစိုးလေးပေါ့နော်အမအဲဒီမှာတော့အဖြူကြီးနှစ်ယောက်ပေးများပြီးတော့တပတ်၄ကောင်းကြီးတို့လူဖားလူလူနဲ့တကယ်ကိုလည်းပြုတ်ဖို့ကောင်းပါလေခင်ဗျာအမလက်ပတ်လေးတွေကကြောက်စိမ့်အလိုကျွေးကျွေးလူလက်ပတ်လေးတွေလည်းတွေးကြသေးရဲ့ခင်ဗျာ ိုက်မအိုက်ခုနဦးသူလို့ရှိရင်တက္ကလာသာတက္ကလာသာစစ်စစ်ကြီးနေတယ်တွေ့ခွေသေးတယ်တော့အဲ့ဒီမှာလေနေကင်းလေးလေးကြီးတောင်းမှလေအဲ့မိုးရိပ်တွေတက်လာပြီးတော့မိုးရွာရဲပေါ့နော်ရွာပြီးရတာမျိုးတွေကအဲ့လိုလိုတရောင်လုံးအုံမိုင်းဆိုင်တယောက်မျက်နှာတော့တယောက်တော့တဲခွဲမပြောနေကင်းကျန်တော်ကြီးတောင်းမှနေခွဲပြီးအဲ့လိုဖြစ်သွားတယ်ဟာကိုလည်းတွေ့ရတယ်ပေါ့နော် အရှင်မင်းတော်မှာအနှစ်ကင်းနေဆိုလူအဲ့လိုကြီးမရှိဘူးကြာအဲ့လိုမများအောင်မလည်းခင်းနေပါဆိုတော့တော်တော်များအဲ့လာတော့ချက်ချူရှင်မင်းတော်ချက်ချူရှင်မင်းတော်ဖုန်းကြီးကြောင်းပေါ့နော်အဲ့ဒီမှာလေတဲလူရရလူတော့ကြားဘူးပါလေဒါတော့အဖိန်းနဲ့မေးမေးတို့ကသမင်းစင်းဝယ်ပေါ့နော်သမင်းထုတ်ပြီးစင်းဝယ်တယ်မုတ်ဆူတောင်တို့မုတ်ဆူတောင်3မိနစ်တော့မပြောရနော်မုတ်ဆူတောင်လေခိုးဘက်ကိုခိုးဘက်ကိုကြောက်တဲ့ကြီးလို့ဆိုရှင်တော့63မိနစ်အဲ့လာတော့မသွားနိုင်တော့ဘူးခင်ဗျတနားရဲ့ကျေတော်ဖြစ်နေပြီနော်ဒါကြောတဲ့အသေးအသေးအသေးအစုံဝင် ဒီမှာတော့ထမင်းဝယ်နေတဲ့သားတူကြီးသုံးယောက်ထမင်းထုတ်ကူ1500တယ်ပေါ့နော်အာထမင်းဝယ်ပေါ့ဒါတော့ကျွန်တော်တို့နေတဲ့အခန်းလေးပါ9ယောက်ခန်းလေးပေါ့နော်9ယောက်ခန်းလေးကျဲပါလေခင်ဗျာတောင်းတန်းရေကိုလည်းခင်ဗျာမြားမြင်ပေးပါခင်ဗျာကျွန်တော်တို့ရဲ့ဒီဘလွန်လေးကိုလည်းဒီလောက်နဲ့ပဲရှင်းအောင်ပြပါလို့ကျွန်တော်ပြောပြရစီခင်ဗျာ